ောင်တိုင်ချွန်းဟာပညာအုပ်ဥအောင်တွေးအိမ်မှာမနေလို့တော့နဲ့တနေ့တော့အဲ့ဒီအိမ်ကနေထွက်ပြေးပါတော့လေဒီလိုအိမ်မှာမနေရတော့လို့ပညာသင်ခွင့်မရရင်လည်းရှိပါစေတော့လို့ဆုံးဖြတ်မိပါတယ်ဒါပေမဲ့မောင်တိုင်ချွန်းရဲ့ပညာကုသိုလ်ကံဟာဒီလောက်နဲ့ပြီးဆုံးမသွားလို့ထင်ပါတယ်ဥအောင်တွေးအိမ်ကနေမောင်တိုင်ချွန်းထွက်ပြေးလာပြီးနောက်ပိုင်းမှာလမ်းမှာသူ့ထက်အသက်ကြီးတဲ့ချင်းမျိုးသမီးတူနဲ့တွေ့ပါတယ်အမျိုးသမီးကမေးပါတယ်မောင်လေးဘယ်သွားမလို့လဲမောင်တိုင်ချွန်းက ဘယ်သွားရမှန်းမသိပါဘူးဗျာဒါနဲ့အမျိုးသမီးကဟမ်ဘာဖြစ်လို့လဲပြောစမ်းပါဦးအဲ့ဒီမှာရင်မောင်တိုက်ချွန်းကဖြစ်ချောင်းရဲ့ကုံစင်လက်တံနှောပြီးပြောလိုက်ပါတယ်ချင်းမျိုးသမီးဟာမောင်တိုက်ချွန်းရဲ့ဘဝဖြစ်စဉ်ကိုစုတ်တက်တက်နဲ့နားထောင်နေပြီးကျင်နာတနာဟန်နဲ့ပြောလိုက်ပါတယ်ဒါဖြင့်ငောင်းမောင်စိတ်မပူနဲ့အမတို့အိမ်ကိုလိုက်ခဲ့အမယောက်ျားကလည်းသဘောကောင်းပါတယ်မင်းချောင်းနေခြင်းရင်လည်းချောင်းထားပြီးမယ်မောင်တိုက်ချွန်းအတော်ဝမ်းသာသွားပါတယ်အဲ့ဒီမိမကလက်လက်ရွရွခေါ်နေတာတွေ့တော့ဝမ်းမသာပဲနေပါမလား ငါတော့အเจ้าနေခွင့်ရအောင်တော့မှာပဲလို့တွေးပြီးဦးမြူးနေပါတယ်ဘယ်တော့မှအတိကျမဟုတ်တဲ့ဒဇိန်တရံစံအိမ်မှာလိုက်ပြီးအလကားစားတောက်နေထိုင်ရတဲ့ကိစ္စဟာလွဲပါမလားလို့မတွေးတော့ပါဘူးဒီလိုနဲ့မောင်တိုက်ချွန်းဟာချင်းမျိုးသမီးခေါ်တဲ့နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတယ်သူ့ယောက်ျားကမုတ်စိတ်ဖားဖားနဲ့ကလားကြီးဖြစ်ပါတယ်မောင်တိုက်ချွန်းကိုမြင်တော့ကလားကြီးကမုတ်စိတ်ဖားဖားကြီးတွေကပြုံးပြတာကိုသူကောင်းကောင်းမှတ်မိနေပါသေးတယ်ကလားကြီးကလည်းဖော်ယူပါတယ်ကောင်းကလေးမင်းစားတင်နေတယ်နော် ငါကောင်းကောင်းကူညီမယ်လင်းလင်းမာမာစတဲ့မောတဲ့ကဲဗျာဘလောက်တောင်သဘောတက်ကြရကောင်းလိုက်တဲ့လင်မရပါလေအပြောတော့ဖြင့်ချောလို့သူတို့တကယ်ပဲမောင်တိုက်ချောအပေါ်မှာကောင်းကြသလားမေးစရာရှိပါတယ်ကောင်းကြပါလေကြည့်ပါဦးနက်နက်စောစောချက်ပါတီအချက်ကြီးတစ်ချက်ကြေးခွက်ကြီးနဲ့အပြည့်နွားနို့ဆစ်ဆစ်တစ်ခွက်တောက်ရတယ်ထမင်းငိမ်မှာထမင်းစားကြောင်းငိမ်မှာကြောင်းသွားပြန်လာတော့ထမင်းစားသူတို့အိမ်မှာကူညီပြီးလှုပ်ရှားရှိတာလှုပ်ပြီးမရှိရင်ကြောင်းကပြေးလိုက်တဲ့သင်ကန်းစားတွေလှုပ် စာကျက်ဂဏန်းတွေပြီးတော့အိပ်ရာဝင်ကဲဘလောက်များစိန်ကြတဲ့ဘဝလဲဘွေရင်ရွာကလာတော့ကချင်းကလေးတိုက်ချွန်းမဟုတ်တော့ဘူးပြင်စမာတန်းចောင်းသားကြီးတိုက်ချွန်းဘဝမှာစားစရာလည်းမပူရဝတ်စရာလည်းမပူရသူတို့လင်မယားကမောင်တိုက်ချွန်းကိုအင်ကြီးပေါင်းပြီးဝယ်ပေးထားကြပြီပြီးတော့နေစရာလည်းမပူရမှု့ရချင်းတော်နဲ့ဟန်ကြပညာအိပ်ရာပြီဘာလို့သေးလဲလိုပါသေးတယ်သူတို့အိမ်ကိုရောက်ပြီး၃-၄ရက်ကြာတဲ့အထိ မော်တယ်ချွန်ကျေးဇူးရှင်မိုးစိဖွားဖွားကလားကြီးရဲ့အလုတ်ကင်ကိုမသိရသေးပါဘူး။ဘာလုတ်ကင်စားတော့ပါလိမ့်လို့တီးဖို့တော့လိုပါသေးတယ်။နက်နက်စောစော၄နာရီခွဲကမှကလားကြီးဟာအင်းကနေထွက်သွားပါတယ်။နက်နက်9နာရီလောက်မှပြန်ရောက်တယ်။တနေ့လုံးလည်းဘဲမှမသွား။အိမ်မှာပဲစေးအိုးရှူလိုက်တရေတမောအိတ်လိုက်နဲ့တွေ့ရတယ်။သူဘာလုတ်ကင်စားတော့နေသလဲဆိုတာကိုသိကျင်ပေမဲ့အရေးတူလို့ပြီးတော့မောင်းတိုက်ချွန်မမေးမိခဲ့ပါဘူး။သူမိမကျွေးတဲ့ချပါတီကိုစားနွားနွေွယ်ကြီးကိုမော့ရင်မောင်းတိုက်ချွန်ကခဏပျော်ရွှင်ပွဲပုံမှာ တမိတမောပျော်နေမိပါတယ်။ဒါပေမဲ့သိမကြပါဘူး။မောင်တိုင်ချွင်းရဲ့ခဏတာပျော်ရွှင်ပွဲပုံကလေးကိုဖျက်ဆီးမဲ့သူကပေါ်လာပါတယ်။ဖျက်ဆီးသူကလည်းမောင်တိုင်ချွင်းရဲ့ကျေးဇူးရှင်ကလားကြီးပဲဖြစ်ပါတယ်။မောင်တိုင်ချွင်းသူ့အိမ်ကိုရောက်ပြီးရဲတပ်ဘက်တပတ်ခန့်အကြာမှာဖြစ်ပါတယ်။နက်နက်လေးနာရီခွဲခန့်မှာကလားကြီးကမောင်တိုင်ချွင်းကိုလာနိုးပါတယ်။သူကကောင်းကလေးထဆန်းထဆန်းမောင်တိုင်ချွင်းကဟမ်ဘာလဲဘာလို့မလို့လဲ။သူကထဆန်းမှာကွာကိစ္စရှိလို့ပါ။ မော်တိုင်ချွန်းနဲ့အိယာကနေအလူးလဲထားလိုက်တယ်မျက်လုံးနှလုံးကိုပုတ်ပြီးမော့ကြည့်တဲ့တော့ကလားကြီးကိုမော်တိုင်ချွန်းအိယာဘေးမှာတွေ့လိုက်ရတယ်ဘာလို့ဖို့လဲကျွန်တော်ဘာလို့ပေးရမလဲနောက်ဆက်မှာကွာငါနောက်ခဏလိုက်ခဲ့စမ်းမှာသူ့ဩဇာကိုမော်တိုင်ချွန်းမပေးဖို့မှာဘူးထမင်းရှင်မဟုတ်ပါလားလိုက်ခဲ့ဆိုတော့လဲလိုက်သွားရတာပေါ့မော်တိုင်ချွန်းဟာဖနက်ကိုကမန်းကရန်းဆွပြီးသူ့နောက်ကနေလိုက်ခဲ့ပါတယ်အိမ်နောက်ဖေးခလန်းလိုက်ရောက်တော့သူကဘာလီတံပုံးကြီးနှစ်ပုံးကိုထမ်းပူးပေးပါတယ်ယော့ဒါကိုထမ်းခဲ့စမ်းသူ့အမိန့်တိုင်း ောင်တိုင်ချွန်တန်ဖိုးနှလုံးကိုထမ်းရပါတယ်။အဲ့ဒီအချိန်ထိဘာလို့အောင်လဲမသိသေးပါဘူး။ဂလန်းတပုတ်ကိုအဖြေထုတ်လို့မရသေးသလိုမောင်တိုင်ချွန်လည်းသူ့နောက်ကနေပုံနှပုံကိုထမ်းပြီးဇဝေဇဝါနဲ့လိုက်ခဲ့ပါတယ်။မကြမီနောက်ဖေးသွားတဲ့အင်သာတလုံးကိုရောက်ပါတယ်။ဒီတော့မှအဖြေပေါ်ပါတယ်။အင်သာမှာရှိတဲ့ချီးပုံးတွေကမစင်တွေကိုယူပြီးမောင်တိုင်ချွန်ထမ်းတဲ့ပုံကြီးနှစ်ပုံးလေးကိုလောင်းထည့်ပါတယ်။ပြီးတော့ချီးပုံးတွေကိုရေနဲ့လောင်းသူ့လက်ကြီးနဲ့ပွတ်တိုက်စီစေးပြီးသားပုံးကိုအင်သာအောက်မှာနေရာတကျပြန်ထားခဲ့တယ်။ အမလီနာလိုက်တဲ့ချီးစော်ဗျာနှခေါင်းမခံနိုင်အောင်ပြဿနာဖြစ်နေပါတယ်ယခုတော့ဖွတ်ထွက်ပြီးမှတောင်ပေါ်မှန်းသိရပါပြီလက်ဆက်သက်တော့နက်နက်ဆော့ဆော့ပျောက်သွားတဲ့ကလားကြီးဟာချီးကျုံကလားကြီးပါလားမောင်တိုင်ချွန်းဟာထမ်းလာတဲ့ချီးပုံးတွေကမစင်နဲ့နေကိုမခံမရနိုင်အောင်ဖြစ်လာပါတယ်ဒါကြောင့်ဘောင်းမီအိတ်ထဲမှာအသင့်ပါလာတဲ့လက်ကင်ပေါ်အဟောင်းတစ်ထည်နဲ့နှခေါင်းကိုပိတ်စည်းထားလိုက်ပါတယ်ဒါကိုကလားကြီးမြင်တော့အဝတ်စည်းမနေပါနဲ့ကွာနောက်အကျင့်ရသွားရင်မနန်တော့ပါဘူးအခုအကျင့်မရသေးလို့နန်းနေထင်တာပါသူဘာပြောပြော မော်တိုင်ချုံကတော့အနံ့မခံနိုင်ပါဒါကြောင့်နှာခေါင်းကိုစီးမြဲစီးထားရပါတယ်သူကတော့သူ့စကားအတိုင်းပဲဘာနဲ့မှမရသလိုဘာမှမဖြစ်သလိုနေနေပါတယ်နက်နက်နေထွက်တပြူရောက်တော့အင်းသားတွေလည်းတော်တော်စုံသွားပြီမော်တိုင်ချုံထမ်းထားတဲ့ပုံကြီးနှစ်ပုံးနဲ့မှလည်းမစင်နေအပြည့်အရှံဖြစ်နေပြီဒီတော့မှမစင်တွေကိုမြို့ပြင်တနေရာမှာသွားသွင်းရတယ်ပြီးတော့မစင်ထမ်းတဲ့ပုံကိုကလာကြီးကိုယ်တိုင်တန့်စင်အောင်စေးကြောလိုက်ရသေးတယ်ပုံမှာတစ်စက်မှအနံ့မရအောင်လို့စေးနိုင်ပုံကိုတော့ချီးကျူးရမလားမသိဘူး အဲ့ဒီနေ့ကချက်ပါတီနဲ့နွားနူကိုကလားကြီးမရကလာပြီးတော့မျိုးမကြနိုင်တော့ပါဘူးအရင်ကမော်တိုက်ချွန်းအလွန်ကြိုက်တဲ့ချက်ပါတီနဲ့နွားနူပါပဲဒါပေမဲ့အခုတော့ဒီချက်ပါတီနဲ့နွားနူကိုစားတော့အောင်မှာမိကြီးရဲ့မျိုးရတော့မလို့စိတ်ကထင်မိပါတယ်ကျောင်းသွားကန်ဒီထမင်းလည်းမစားနိုင်ပါကလားကြီးမရကမော်တိုက်ချွန်းရဲ့ဖြစ်ပုံကိုအကဲခတ်မိရန်တူပါတယ်သူဒီနေ့အတော်လေးဖျားနေလို့မင်းကိုအကူအညီခေါ်တာထင်ပါရဲ့ကွာတဲ့သူ့ကိုချော့မော့နေရှာပါတယ်မောင်တိုက်ချွန်းကတော့သူချော့လို့လည်းမပြောတော့ပါဒီအဖြစ်ဆိုးကနေ့ ဘယ်ပုံလွတ်အောင်ကြမ်းရမလဲလို့အကြံထုတ်ရင်းကြောင်းတက်ရန်ထွက်ခဲ့ပါတယ်။ကြောင်းရောက်တော့မှပူဆိုးပါတော့တယ်။အိမ်မာနေတော့တော်သေးတယ်။ကြောင်းတက်လာတော့မှအချက်လုံးလုံး꿰ရပြီ။မြမပုံမြင်တဘူထဲကအရင်ဟာထက်နောက်ဟာဆိုးထိုးတာချလိုက်ပါတော့တက္ကမကြီးဆိုတဲ့ဘုံကြီးစကားအတိုင်းမော်တိုင်ချွန်းတော့မြေပြင်မှာဂျွန်းဆိုင်ပြီးတည်လိုက်ချင်ပါတော့တယ်။ဖြစ်ပုံကကလားကြီးနဲ့တူမစင်မုန်းထမ်းလာတာကိုမော်တိုင်ချွန်းတို့အခန်းထဲကတငယ်ချင်းတချို့ကတွေ့သွားတယ်။ဒီတော့သူတို့နှာခေါင်းကိုလက်နဲ့ပိတ်ရင်ဆိုတဲ့ချီချုံကလားတဲ့ မောင်တိုင်ချွန်းရှက်လိုက်တာမှမပြောပါနဲ့တော့ခေါင်းကိုအသာဖြက်ပြီးလွယ်အိတ်ထဲဟွက်ထားလို့ရရင်ဟွက်ထားလိုက်ခြင်းလေအဲ့ဒီနေ့ကတနေ့လုံးစာတင်လို့လည်းမကြတော့ဘူးဆရာမျက်နှာကိုလည်းမကြည့်ရတော့ဘူးတကယ်ချင်းအပေါင်းအသင်းတွေနဲ့လည်းရင်မဆိုင်ရတော့ဘူးငါဘာလို့ရမလဲငါဘာလို့ရမလဲလို့တွေးနေပါတယ်ဒီเจ้าကလည်းမနေချင်တော့ပါဘူးဒီကလာကြီးအိမ်ကလည်းမနေချင်တော့ပါဘူးမောင်တိုင်ချွန်းဟာထင်းကန်ထရိုက်တာဟေနူကလာဘိုင်ရစ်ဆိုသူနဲ့မျက်မှန်းတမ်းမိနေပါတယ်သူ့ထံကိုသွားရင်ကောင်းမလားလို့လည်းတွေးနေပါတယ်ဒါပေမဲ့ ပညာဥဥအောင်တို့အိမ်တို့ကထွက်ပြေးခဲ့သလိုပြစ်ပြခါကနဲ့ဒီအိမ်ကတော့မပြေးကြပါဘူး။ကလာကြီးမယားကမောင်တိုက်ချုံးပေါ်မှာစေနာကောင်းထားတာမို့တိတ်တဆိတ်ထွက်ပြေးဖို့ရအားနာနေပါတယ်။ဒါကြောင့်အကြံထုတ်ရပါတယ်။ခရုမှလည်းအစံနဲ့လူမှလည်းအကြံနဲ့တဲ့လူကြံရင်ဘာခံနိုင်ပါလဲ။အခုတော့မောင်တိုက်ချုံးအကြံရပါပြီ။ဘွေရင်ရွာကနေသူ့စီကိုစားထည့်လိုက်တဲ့ပုံစံနဲ့စားရဆောင်ရေးကလာကြီးအိမ်လိမ့်စားတက်တဆိတ်ကောင်းမကပ်ဖက်နဲ့စားရဲဘုန်းနဲ့တွားထည့်ခဲ့တယ်။စားထဲမှာ တိုက်ချွန်းမင်းမေအသေးအံဖြစ်နေပြီးအသက်မီကျင်ရင်အမြန်ပြန်လာပါလို့ရေးထည့်လိုက်ပါတယ်။ဒစိကောင်းမကက်ခဲ့တာကတော့ဘွေရင်ကြောင့်မှဒစိကောင်းဝင်မရလို့ယုတ်တိရှိအောင်လုပ်လိုက်ခြင်းဖြစ်ပါတယ်။စာထည့်ပြီးတော့မှမောင်တိုက်ချွန်းဘဝင်ကြတော့ပါတယ်။နောက်တနေ့မနေ့ကျတော့မနေ့ကလိုပဲကလားကြီးကမောင်တိုက်ချွန်းကိုလာနှိုးပြန်ပါတယ်။မောင်တိုက်ချွန်းလည်းအေးရကမထကျင်ထကျင်နဲ့ထားခဲ့ပါတယ်။မတက်နိုင်ဘူးလေသူ့ဆန်စားရဲမှာပေါ့။ဒီလိုနဲ့အဲ့ဒီနေ့ တမနဲ့လုံးလဲကလားကြီးနောက်ကနေမစင်ဘုံလုံးထမ်းပြီးလိုက်ခဲ့ရပြန်ပါလေ။နံလိုက်တာလည်းမပြောပါနဲ့တော့ချင်းနဲ့သေးနဲ့နေသူ့ပါဇက်ကနေနှာခေါင်းကနေနားထဲကနေမျက်စိထဲကနေဘိုက်ထဲကိုဝင်နေသလိုခံစားနေမိပါလေ။ဒီတော့ဝမ်းထဲကနေပြို့ခြင်းအန်ခြင်းလာတယ်။တဝော့ဝော့နဲ့ပါဇက်ထဲလက်ထိုးပြီးအန်ထုတ်လိုက်ခြင်းလဲ။ဒါပေမဲ့မောင်တိုက်ရှင်စိတ်မလျှော့ပါဘူး။စားထည့်ထားတာကိုသတိရနေပါလေ။မနေ့ကသူ့ဘာသာထည့်ခဲ့တဲ့စားဟာသူ့ရေးခဲ့တဲ့လိပ်စာတိုင်းဒီနေ့ရောက်အောင်မဟုတ်ပါလား။ဒါကြောင့် သူကောင်းကောင်းနေမကောင်းဘူးလို့အကြောင်းပြပြီးကြောင်းမတက်ဖက်နေနေပါတယ်။အိယာထဲမှာခွေပြီးအိတ်နေမိပါတယ်။နွားနို့တပလားနဲ့ချပါတီကိုလည်းမမတ်မောတော့ပါဘူး။ထမင်းနဲ့မစားကြတော့ပါဘူး။ကလာကြီးမရကထမင်းစားဖို့သူ့ကိုလာခေါ်ပါတယ်။သူကဟာခါချင်းပါတာနဲ့မောင်လေးအိတ်လာထမင်းစားရအောင်လာလေးတဲ့။မောင်တိုက်ချုံးကဟင်းအင်းအမကျွန်တော်နေမကောင်းလို့မစားကြဘူး။ဟုတ်လား။ဘာဖြစ်လို့လဲ။ဒါဖြင့်နွားနို့တော့မလား။ဟင်းအင်းမတော့ကြဘူး။ကျွန်တော်အိတ်ပဲအိတ်ချင်တယ်။ ချင်းမျိုးသမီးကလည်းမောင်တိုက်ချွန်းအိယာဘီကခဏရက်နေပြီးဘာမှမပြောဘဲထွက်သွားပါတယ်။မောင်တိုက်ချွန်းကတော့ချော်လဲရောထိုင်ဆိုသလိုတကယ်ပဲနေမကောင်းဟန်ပြုတ်ပြီးအိယာထဲမှာအချိန်ဖြုံးနေပါတယ်။မောင်လဲတနာရီကမှစာရိုက်ကနေပို့စမန်းရောက်လာပြီးစာတော်ဆောင်ပေးတော့ပါတယ်။သူပေးတဲ့စာက မနေ့ကစာရိုက်ပုံးလေးကိုမောင်တိုက်ချွန်းကိုယ်တိုင်ထည့်ခဲ့တဲ့စာပါပဲ။မောင်တိုက်ချွန်းဟာစာကိုဒစိကောင်းမိုးပေးယူပြီးဖောက်ဖက်လိုက်ပါတယ်။စာဖက်ပြီးနောက်မှာရဲ့ရီကြဟန်ဆောင်ပြီးမျက်လုံးစုံကိုလက်နဲ့ပုတ်နေပါတယ်။ ကလားကြီးရဲ့မယားကတော့တနေရာကနေမော်တော်ချွန်းကိုကြည့်ပြီးလှမ်းမိပါတယ်။မောင်လေးဘာစားလဲဘာဖြစ်လို့လဲ။အမကျွန်တော်အမေတေကန်နီးပြီလို့စားထဲမှာပါတယ်။အမြန်ပြန်လာပါတယ်။ကျွန်တော်တိတ်စိတ်မကောင်းဘူးဗျာ။မော်တော်ချွန်းကစာကိုထောင်ပြရင်းဖြေလိုက်တယ်။ဟုတ်လားကွယ်စိတ်မကောင်းစရာပဲ။ဒါဖြစ်ရင်မောင်လေးရွာပြန်ရမှာပေါ့ဟုတ်လား။ဟုတ်တယ်မကျွန်တော်ရွာကိုပြန်အောင်မယ်။အမေတက်ကိုမှီပါမလားမသိဘူး။ဒါဖြစ်လေပြန်ပေါ့ကွယ်မင်းအမေတည်သွားရင်လည်းပြန်လာပေါ့ကျမသွားရင်လည်းအမတို့စီပြန်လာခဲ့နော် ကြောင်းဆက်နေရအောင်ပေါ့ကလာကြီးမရကမောင်းတိုက်ချုံကိုငွေ၅ချက်ပေးလိုက်ပါတယ်ပြီးတော့လမ်းမှာစားသွားဖို့ရချက်ပါတီ၄၅ချက်နဲ့စိတ်နှိုစီဘူး၅လုံးနဲ့ထည့်ပေးလိုက်တယ်ခញ្ញက်ခဲ90သားကန်ကိုလည်းဆက်ကူလေးနဲ့ထုတ်ပြီးပေးလိုက်ပြန်ပါသေးတယ်မောင်းတိုက်ချုံစိတ်ထဲမှာစိတ်မကောင်းဖြစ်မိပါတယ်အမှန်တော့ဒီကလာကြီးမရဟာမောင်းတိုက်ချုံပေါ်မှာမောင်းလေးရင်လိုချစ်ချစ်ခင်ခင်ပြုစုကြွေးမိခဲ့တယ်မဟုတ်ပါလားဒီရင်ကနေရုတ်တရက်ထွက်ခွာတဲ့အရေးဟာမောင်းတိုက်ချုံတသက်တာမှာအလွန်စွန့်စားရတဲ့အလုပ်တစ်ခုဖြစ်ပါတယ် ဒါပေမဲ့မတက်နိုင်တော့ပါဒီလိုမှမလုပ်ရင်မင်းမနဲ့တိုင်းချီးပုံထမ်းမလားလို့ကိုကိုကိုပြန်မေးကြည့်ရပါတယ်ဒီတော့မှအဲ့ဒီအိမ်ကိုတန်ရုံးစင်ဖြတ်ပြီးထွက်လာနိုင်ခဲ့ပါတော့တယ်လွတ်ပြီးကျွတ်ပြီးဆိုပြီးခုမှခံစားရပါတော့တယ်မောင်တိုက်ချွန်းတယောက်ချီးပုံထမ်းရတဲ့ဝတ္ထုခါလေးတကယ်လွတ်ခဲ့ပါပြီမောင်တိုက်ချွန်းအဲ့ဒီအိမ်ကထွက်လာပြီးတဲ့နောက်ထင်းကန်ထရိုက်တာဘိုင်ရစ်အိမ်ကိုတန်းသွားပါတယ်အခန့်အသင့်ပဲဘိုင်ရစ်ကသူ့အိမ်ရှိလမ်းမပေါ်မှာတွေ့ရပါတယ်ဘိုင်ရစ်ဟာဖလန်းမြို့ပေါ်မှာရှိတဲ့အစိုးရအရာရှိများအိမ်ကို ထင်းမြပေးသွင်းရတဲ့ကန်ထရိုက်တာဖြစ်ပါတယ်။သူနဲ့တွေ့တော့မောင်တိုက်ချုံကအလုပ်လုပ်ခြင်းကြောင့်ပြောပြပါတယ်။ဘိုင်းရက်ကမေးတယ်။မင်းအဆကဗမာနေတာလေတဲ့။မောင်တိုက်ချုံကကျွန်တော်မတူပီကပါ။မင်းစာပန်တန်းတက်တယ်။ကျွန်တော်ချင်းစာလေးတန်းအောင်ပါတယ်။အေးကောင်းပြီ။ငါစီမှာအလုပ်လုပ်မယ်ဆိုရင်တနေ့တမှုပေးမယ်။နေစားကူလီကောင်းပေါ့ကွာ။လုပ်မလား။မောင်တိုက်ချုံခေါင်းငိမ့်လိုက်ပါတယ်။အဲ့ဒီခေတ်ကတရက်တမှုဆိုတာနေပါတဲ့ငွေကြီးမဟုတ်ပါဘူး။ပတ်စံတမှုနဲ့ထမင်းနှစ်နှစ်ကောင်းကောင်းဝယ်စားနိုင်တယ်။ ။ဘိုင်ရစ်အိမ်မှာကုလီကောင်းလို့ရင်စည်ရင်မရင်ရတရဘက်ကန်ကြာသွားပါတယ်။နောက်တော့ဘိုင်ရစ်ကမောင်တိုင်ချောပေါ်မှာစေရနာပူလာပါတယ်။တလ15ကျက်နဲ့အင်္ဂလိပ်နယ်ပိုင်ဝင်တို့တယောက်အိမ်မှာမာလီလုပ်ဖို့ဆက်သွယ်ပေးပါတယ်။မောင်တိုင်ချောပတ်စံပူရအောင်သူကလုပ်ပေးခြင်းဖြစ်ပါတယ်။ဒါပေမဲ့ဝန်တော်မင်းအိမ်မှာမောင်တိုင်ချောမပြောပါဘူး။ဝန်တော်မင်းအိမ်မှာအချိန်ပြည့်နေရတယ်အလုတ်ကတော့ဥယျာဉ်ထဲမှာပန်းပင်ဆက်ရတာပါပဲ။ဒါပေမဲ့ဘဲမှာလေပက်ခွင့်မရှိပန်းပင်တွေကိုတူးလိုက်ဆွလိုက်ရေလောင်းလိုက်နဲ့တနေကုန်နေရတယ် ပန်းမင်ကိုတူးစွာမနေရင်လဲနောက်ချီးစွေးတွေရှာပြီးထမ်းရပိုးရရည်စွေးတွေထည့်ရတကုတ်ကုတ်နဲ့အလုံးနဲ့လက်မပြတ်ရတော့ပါဘူးကြာတော့မောင်တိုင်ချွန်းစိတ်ညစ်လာပါတယ်တလ15ချက်ကိုမမတ်တော့ပါဘူးဒီလိုနဲ့မောင်တိုင်ချွန်းဟာ contract ဘိုင်းရဲ့အိမ်ကိုပြန်သွားပါတယ်တနေ့တမူပဲပြီးပါတော့စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့လုပ်ပြရစီလို့မောင်တိုင်ချွန်းကဘိုင်းရဲ့ကိုပြောပါတယ်ဘိုင်းရဲ့ကမောင်တိုင်ချွန်းရဲ့မိတ်ဆွေကောင်းကြီးဖြစ်ပါတယ်သူဟာမောင်တိုင်ချွန်းကိုကြည့်ပြီးတမူတန်ကူလီကောင်းနေရာမှာမထားတော့ပဲတမတ်တန်ကူလီကောင်းဖြစ်ပို့ပေးလိုက်ပါတယ် ဲ့ဒီအချိန်မှာဖလန်းမြို့မှာငူရှိတဲ့တစ်ပင်တွေကိုခုတ်ပြီးယူကလစ်ပင်တွေစိုက်ပျိုးနေတဲ့အချိန်ဖြစ်ပါတယ်။မွန်တိုင်ကျွန်းဟာအဲ့ဒီလုပ်ငန်းမှာကူလီလုပ်သားတွေကိုကြီးကြရတဲ့ကူလီကောင်းဖြစ်လာပါတယ်။တနည်းတမက်ရပါတယ်။ယာရုတက်သွားပါပြီ။အဲ့ဒီအချိန်ကတော့မွန်တိုင်ကျွန်းဟာကိုထမင်းကိုချက်စားရတယ်။အရင်ကထက်တော့စိုးစိုးပြေပြေကလေးစားနိုင်တောင်းနိုင်ဖြစ်လာတယ်။ဒီတော့လေလန်ကွတ်ဒီနဲ့စာတင်ခဲ့ရတော့ကအဖြစ်ဒီကလာအိမ်မှာချီးကုန်းထမ်းရတာတွေကိုမေ့သွားပါပြီ။ဘဝဆိုတာဒီလိုတော့လေဟန်ကြတာပါလား။အနှိမ့်ရှိရင်အတက်ရှိရမယ်။ အစိုးရရဲ့အကောင်းရှိရမယ်ပေါ့ဒါပေမဲ့တမတ်တန်ကုလီကောင်းဘဝမှာမော်တယ်ချွန်းကြာကြာမနေလိုက်ရပါဘူးတလကြောကြောလောက်ဖြစ်နေလိုက်ရပါတယ်မော်တယ်ချွန်းရဲ့ဘဝဟာအလှည့်ပြောင်းတစ်ခုနဲ့ထပ်ပြီးတွေးရပြန်ပါတယ်ဖြစ်ပုံကတော့ဒီလိုပါဖလန်းမျိုးကိုအင်္ဂလိပ်စစ်တပ်ကစစ်သားစုဆောင်ရေးတပ်မှုမေဂျာမကိုက်ရောက်လာပါတယ်မေဂျာမကိုက်နဲ့မော်တယ်ချွန်းစီဟာထင်းကန်ထရိုက်တာဘိုင်ရက်တို့ဟာအလွန်ခင်မင်ရင်းနှီးကြပါတယ် ဘိုင်ရစ်ကမတူဘီကချင်းမျိုးသားတူကိုတက်ထဲမှာအမှုထမ်းဖို့ခေါ်သွားပါလားလို့မိကြကိုတိုက်တွန်းပါတယ်။အဲ့ဒီခေတ်ကစစ်မှုထမ်းနေတဲ့သူတွေတိတ်မရှိသေးပါဘူး။ဒီတော့စစ်ထဲဝင်ဖို့လူတွေကိုပွဲစားကတဆင့်ရှာဖွေခေါ်ယူရတဲ့အထိဖြစ်လာပါတယ်။အခုလဲဘိုင်ရစ်ကပြောတာနဲ့မိကြမကိုက်ကခေါ်လာခိုင်းပါတယ်။ဘိုင်ရစ်ကမောင်တိုက်ချွန်းကိုနားချပါတယ်။တိုက်ချွန်းမင်းစိတ်ကူးမလွဲနဲ့စစ်ထဲဝင်လိုက်ပါလား။ကို့ကိုစားရည်ဝရည်နေရည်ဘာမှမပူရတော့ဘူး။ကျိုးစားရင်တက်လန်းရှိတယ်လေဗျာ။သူပြောကောင်းတာနဲ့ ောင်းတိုက်ချော့လဲယူနီဖောင်းကိုဖို့စိတ်ပါလာတယ်။ဒါနဲ့ဘိုင်းရင်နဲ့အတူမေဂျာမကိုက်ထံကိုလိုက်သွားတယ်။မောင်းတိုက်ချော့နဲ့အတူတငယ်ချင်းတူကိုခေါ်သွားခဲ့တယ်။သူ့ရဲ့တငယ်ချင်းကတော့စာရေးစာဖတ်မတတ်ပါဘူး။ဒါပေမဲ့ကိုလုံးကိုယ်ရဲထွားလို့မေဂျာကကြိရှုစစ်စစ်ပြီးလက်ခံလိုက်တယ်။အေးမောင်းတိုက်ချော့လဲကြမှာခွာကြပါလိမ့်ရော။မောင်းတိုက်ချော့ကအဲ့ဒီအချိန်ကအသက်16နှစ်ဆိုပေမဲ့ကိုခန္ဓာကညှက်တယ်၊ပူတယ်၊ရေအုပ်ကပိန်တယ်။ဒီတော့စစ်သားဖြစ်ဖို့အရေးချင်းမပြည့်စုံပါဘူးလေဗျာ။မောင်းတိုက်ချော့စိတ်ပြတ်သွားပါတယ်။ ဒါပေမဲ့မော်တယ်ရှင်တိတ်ကြကြစိတ်မပြတ်လိုက်ရပါဘူး။မေဂျာမကိုက်ကမော်တယ်ရှင်ကိုတနာတော့လို့လားမသိဘူး။သူနဲ့အတူလိုက်ခဲ့ရန်ခေါ်ပါတယ်။ကိစ္စမရှိဘူးခေါလေးမင်းငါနဲ့လိုက်ခဲ့။မင်းစစ်တက်တဲ့ကိုဒီလောက်ဝင်နေရင်ဖြစ်တဲ့နည်းနဲ့ငါလုပ်ပေးမယ်။စိတ်မပူနဲ့စစ်ထဲမဝင်ပြည့်ရင်မန္တလေးမှာဖြစ်ဖြစ်စကိုင်းမှာဖြစ်ဖြစ်ကြောင်းထားပေးမယ်။မော်တယ်ရှင်ကိုလက်တွေတရားတွေကများဆောင်းလျှောက်ကယ်မလိုက်သလားလို့ထင်မိပါတယ်။မထင်တာတွေတော့ဖြစ်နေပြီ။စစ်ထဲဝင်ဖို့ကိုလုံးကိုတဲ့တင်းငယ်နေတဲ့သူကိုမေဂျာမကိုက်ကတခါလေးလိုက်ဖို့ခေါ်နေပါလား။ဘာပဲဖြစ်ဖြစ်မောင်တိုက်ချုံဆန္ဒပြေးွားခဲ့ပါပြီ။ မောင်တိုက်ချွန်းစစ်သားကြီးတယောက်ဖြစ်ပါတော့မယ်အခုအခုလိုဘုဒ္ဓတရရစီရဲ့ဗီဒီယိုတွေကိုအစ်စ်တင်နိုင်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးတောင်းဆိုရပါခင်ဗျာ